အရကတက်တော်အေးထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်းတော်ဘူးတိတောင်နဲ့ရသိတောင်မြို့တွေမှာမွတ်စလင်လက်နက်ကိုင်အဖွဲ့အားစာလှုပ်ရှားမှုများလာတဲ့အပေါ်အေးအေးကင်တွေ့ဖြစ်ရှင်းနိုင်မလားလို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကမေးခွန်းထုတ်လာကြပါတယ်။လက်ရှိမှာအေးအေးထင်းချုပ်ထားတဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေထိကမှမောင်းတော်ဘူးတိတောင်နဲ့ရသိတောင်မြို့တွေမှာအားစာရဲ့တိုက်ခိုက်မှုတွေဟာ2025ခုနှစ်အတွင်းပုံမှန်ကျပြန့်လာခဲ့ကြောင်းမေလကနေအောက်တိုဘာလအတွင်း အာစာရဲ့ပြစ်ခတ်မှုကြောင့်အရက်သား90ဝန်းကျင်သေဆုံးခဲ့ကြောင်းရခိုင်သတင်းဌာနတွေက ဖော်ပြထားတာပါ။အာစာဟာရခိုင်ပြည်နယ်မှာ2025ခုနှစ်အတွင်းအရင်ကထက်ပိုမိုလှုပ်ရှားလာနေတာဖြစ်ပြီးအရက်သားတွေကအ धिक ပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့စစ်ရေးနဲ့နိုင်ငံရေးကဲခတ်တွေကထောက်ပြကြပါတယ်။အေအနေနဲ့တရားဝင်အစိုးရတရားမဟုတ်တဲ့အတွက်မြေပြင်မှာဖြစ်နေတဲ့အဲ့ဒီပြဿနာတွေကိုကင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိကြောင်းတင်နကမဟာဗျူဟာလိလာရဲ့အဖွဲ့မှအမှုဆောင်ဒရိုက်တာဦးသိန်းထွန်းကစစ်ရေးနဲ့သတင်းဌာနကိုပြောပါရယ်။ 呃，做这种都就话了，你你啊，这个就六位，哦，这个就从沙头那里滴滴滴样，是这滴样不好，就来起来过，那么滴滴滴过这个，这然虽然滴样不好，这个这个都嘛都嘛做的，起码嘛拼的这个那做，只管干够几的那个东西，反正就就都还起的，那样那个了。这个这个位，我们的东道队呢，这个是，这个我最漂亮的，这个是。 လက်ရှိမှာတကယ်အဲ့ဒီအခြေအနေကိုအဆင်ပြေလောက်တော့ရှိရလားလို့လည်းရှိရတာတော့ဒီကောပြန်လို့အဲ့ဒီအဆောင်နဲ့အစားအစာမရှိချင်တာတော့ဒီကောင်းတဲ့ပတ်ချက်တော့အာဆာအာရ်ဆိုလိုဟာဘင်္ဂလားဒေ့ရှ်နယ်ဂျာဆောင်တပ်ရဲ့အကူအညီကိုအပြည့်အဝရယူပြီးလက်မြင့်နဲ့မေယူတောင်တဲ့လမ်းကြောင်းတွေကလည်းတဆင့်ရခိုင်ပြည်နယ်မောင်တော့ခရိုင်အတွင်းကိုစိတ်ဝင်ရောက်နေကြောင်းသုံးသပ်မှုတွေလည်းရှိပါတယ်။လက်ရှိမှာရခိုင်ပြည်နယ်မှာအာဆာလှုပ်ရှားနေတဲ့နေမြေဒေသဟာအေအေကထိန်းချုပ်ထားတာဖြစ်ပြီး ဘ ਹੁ အစိုးရရဲ့ထိန်းချုပ်ကုကဲမှုအောက်မှာမရှိတာကြောင့်အခုလိုပြဿနာတွေဖြစ်ပေါ်လာတယ်လို့လည်းနိုင်ငံရေးအခက်အခဲတူတချို့ကထောက်ပြကြပါဗျ။အေအနေနဲ့ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရကို အာဆာ ISO တို့ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးနှစ်ပတ်ပြည့်လည်မှုရရှိစေဖို့နီလန်တွေကိုရှာဖွေပြီးပူပေါင်းဆောင်ရွက်မှုတွေကိုဦးစားပေးလှုပ်ဆောင်တင်ကြောင်းလည်းပြီးခဲ့တဲ့လပိုင်းကအကြံပြုတိုက်တွန်းထားပေမဲ့ထူးခြားမှုမရှိသေးပါဘူး။အေအနေနဲ့ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်စပ်တစ်လျှောက်လုံးကိုအုပ်ချုပ်နေတဲ့ဆိုပေမဲ့လည်းနယ်နိမိတ်ကျေဝွန်မှုကြောင့် ကြည်သူအလုံးကိုအကောက်ကွယ်ပေးဖို့မှာအခက်ခဲဖြစ်ကြောင်းသူတို့မှာရှိတဲ့ဆွမ်းဆောင်ရည်နဲ့အရေးယူဆောင်ရွက်ပေးရမျိုးရှိနိုင်ကြောင်းစီလုံးမြို့တော်တိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမျိုးကျော်ကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။အဲဒီမှာကတော့ဒီလိုတိုက်ခိုက်နေတာကတော့အခုကတော့ဟိုအရာဖက်ဒီဒီကိုနေပြီးတော့ပြန်မှထားနေတယ်ပေါ့နော်။အဲ့ဒါကလည်းမလေးတို့ပါလေစီးရတော့လည်းဟာရီအဲ့ဒါဒီနေ့ဒီမှာကမေသာတစ်ချက်အကုန်လုံးကိုတတ်တော့အားကတတ်တော့နေတယ် ပို့ဆောင်နေတဲ့ဆိုပေမဲ့အကုန်လုံးကတော့ဒီဒီကြားလုံးကတော့အကောက်ွေးတင်းပြီးတော့အခက်အခဲဖြစ်တယ်။နောက်ကြောင့်ဘော်ဒါနဲ့နမိတ်ဆက်ဆံနေတဲ့ဟိုဒီနေရည်ရလေးကျောင်းဝင်တယ်အဲ့လိုဒီနေရာဒီမှာအရင်ရှောင်းပြီးတော့မတော်မှမှုကြီးဒီဟာကြီးဝင်ပြီးရပြီးရတာလို့ဒီပတ်မဲ့ဆက်တာဒီပတ်ပတ်ဒီတာမျိုးရလို့ရှိနေပါပဲ။အဲ့တော့ကျောင်းဖက်ပြီးလုပ်ရဖို့ဖြစ်တယ်။ အဲ့ဒါအကြောင်းကြီးတော့အဲကတ္တတရဒီအရဟုဒီလိုမှရှိရဆုံးလို့အရင်းကြီးကဆောင်ရပြတာရှိမယ်။လက်ရှိမှာအရက်သားတွေကိုအာစာအဲဆိုတို့ကချင်းချောက်နေတဲ့အတွက်နေဆက်ရှိပြည်သူတွေတောတောင်ထဲနဲ့လူပြတ်တဲ့နေရာတွေကိုသွာလာခြင်းတူတယ်ဓမ္မမဟုတ်လူအ ਨੇ စုနဲ့တွာလာမှုကိုတက်တန်တမြမပြုလုပ်ကြဘူးအရခတက်တော်အီကတတိပေးထားတာပါမဖြစ်မနေတွာလာစရာရှိပါကအရခပြည်သူတော်လှန်ရေးအစိုးရရဲ့အုပ်ချုပ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိရာ အနည်းဆုံးနေရာဒီမှာတည်င်းပေးပို့ပြီးမှသွာလာကြဖို့လဲသူကတတိပေးထားသလိုအာစာ RS တို့ကိုလိုက်လံရှင်းလင်းနေကြောင်းတည်င်းထုတ်ပြန်ထားပါတယ်။အာစာကလည်းမိမိတို့ဟာရခိုင်ပြည်နယ်ကိုတိမ့်ပိုက်ထိန်းချုပ်မယ်လို့2025ခုနှစ်အောက်တိုဘာ26ရက်ကထုတ်ပြန်ပြောကြားထားတာပါ။